မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျနော်ရဲတို့ဘာလို့လို့နဲ့အချိန်တွေတွေ့ရနေပြောင်းလာတာအခုဆိုရင်2025ခုနှစ်ရဲ့6လပိုင်းကိုဂုံလို့10လပိုင်းဆိုတဲ့အော်တိုဘာလကိုရောက်ရှိလာပြီဖြစ်ပါတယ်ခင်ဗျနော်ဒီအော်တိုဘာလအတွင်းမှာအင်္ဂါသတိမိတ်ဆွေတွေရဲ့တလှတာချောင်းရံဆောင်ရံအတွက်ကန်ဒီမာဟောစတန်းကိုဆရာကမိတ်ဆွေတို့အတွက်ဟောကြားပြီးမှဖြစ်တဲ့အတွက်အင်္ဂါသတိမိတ်ဆွေတွေဘယ်ကနေကြည်နေရလဲ ဒီဗီဒီယိုလေးကိုမိတ်ဆွေများဟောဘယ်ကနေမိတ်ဆွေတို့ဘယ်မျိုးဘယ်တိုင်းဘယ်ဌာနကကြည့်နေရလဲဆိုတာဆရာကမှတ်မိကြပါဘူးဆရာတို့အင်္ဂါသာသမီးတွေတို့ကတစ်လစာကံဒီမှာကိုဟောကြားပေးလိုက်ကြရအောင်ခင်ဗျာနော်ဥစ္စာပထမဒီ2025ခုနှစ်ဆယ်လပိုင်းပြင်မှာအင်္ဂါသာသမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်ရရဘေးပညာမှန်များဝေးကွာကြပါစေကြောင်းဆရာကဒီကနေမြေတောက်ကိုထောပနာပြုဆုတောင်းရင်းနဲ့ဒီ2025ခုနှစ်ဆယ်လပိုင်းပြင်မှာအင်္ဂါသာသမီးမိတ်ဆွေများဘာကိုဖြစ်ဖြစ် လုံမိတ်ဆွေတို့ရဲ့ကံဟာအလုတ်ကိစ္စလုပ်ငန်းကိစ္စလုပ်တဲ့အခါမှာဘာလို့ဖြစ်ဖြစ်အစမှာတော့အနေငယ်လေးတာမန်ထက်တော့အယုံကံရတတ်တဲ့အတွက်အင်္ဂါသသမီးတွေကဒီနှစ်ဟာစိတ်ပန်းဒီလဟာစိတ်ပန်းလူပန်းစိတ်မောလူမောအနေငယ်လေးဖြစ်ရတတ်ပေမဲ့အဆုံးသတ်မှာတော့ကျင်းတည်ပါဦးအောင်မြင်ခြင်းတွေတိုးတက်ခြင်းတွေအစဉ်ပြေမှုတွေရရှိသွားစေမှာအသေးစားပဲဖြစ်တဲ့အတွက်အင်္ဂါသသမီးမိတ်ဆွေတွေကဒီရဲ့ဆယ်လာပိုင်းအတွင်းမှာဘာလို့ဖြစ်ဖြစ်တော့အစကလေးမှအနေငယ်သူများထက်ခက်ခဲတဲ့ရောင်ရောင်ယုံကံရတဲ့ ်ရှိပေမဲ့လို့မိတ်ဆွေတို့အနေနဲ့အဆုံးသတ်မှာတော့ကျင်းတည်ရီမန်းချက်တွေပြေဝခြင်းအောင်မြင်ခြင်းတွေရရှိတတ်တဲ့အတွက်ဘာလို့ဖြစ်ဖြစ်ဒီရဲ့လဟာဇွဲကလေးစိုက်ပြီးတော့အားကလေးစိုက်ပြီးတော့အားသွုံခွန်စိုက်မုရှာငါတို့တော့ဒါတို့တော့ရအောင်လုပ်ရမယ်ဆိုရဲ ဂိမ်းမျိုးဒါမှမဟုတ်ပြစ်အောင်လုပ်ရမယ်ဆိုတဲ့ဂိမ်းမျိုးဟာယောက်ျားလိုဆိုရယ်ဒီဃာမလျှော့ဆိုတာမျိုးဖျားဆန္ဒကာဂိမ်းမျိုးမူချအောင်ရမယ်ဆိုရယ်တာရော့ကတ်မှာဆိုမဂျစ်စီယံလို့အဋိဌံတန်တန်ိဌံပြပြီးလှုပ်ဆောင်တာမျိုးတွေဟာမိတ်ဆွေတို့ရဲ့ကံကိုကျင်းသိအားသာကောင်းမှုပြီးတော့အောင်မြင်နိုင်သောကာလဖြစ်ကြောင်းခတ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာဒါမှမိတ်ဆွေတို့ကျမ်းမာကြီးကျမ်းမာကြီးနဲ့ပတ်သက်လာတဲ့အခါဒီလာတာတော့တွေ့မှာဆိုရင်မိတ်ဆွေတို့အနေနဲ့အထူးသဖြင့် နှလုံးနဲ့ပတ်သက်တာမျိုးလေးတွေငကူကမောတဲ့ပန်းနဲ့မိတ်ဆွေများနှလုံးနဲ့ပတ်သက်လို့အသက်ရှူမဝတာမျိုးလေးတွေမောပန်းတာမျိုးလေးတွေအသက်ရှူကခက်ခဲတာမျိုးလေးတွေအနေငယ်ဖြစ်ရတတ်တယ်လို့မိတ်ဆွေတို့အနေနဲ့အကယ်၍မှာတိကျကျမ်းမာရေးဆူဆူဝါးဝါညံလာပြီဆိုရင်မကောင်းတဲ့အတတ်ပညာတွေစုံတိုက်တွေဓာတ်တိုက်တွေနှက်တိုက်တွေလောကီပညာရက်တွေနဲ့ပြူစားတိုက်ခိုက်ခြင်းမျိုးတွေခံရတတ်တာမျိုးတွေကြုံရတတ်သူလုပ်ငန်းကိစ္စအလုပ်ကိစ္စနဲ့ပတ်သက်ရင်လည်းကိုကငကူကတာမန်လုပ်နေတာကအကောင်ဒါပေမဲ့ရုပ်တရက်ခက်ခဲကြက်တဲလာတဲ့ဇီဝရေးတွေအစမပြေ မှုတွေကကျင်းတည်ပေါ့ကြုံနေရပြီဆိုရင်တော့မိတ်ဆွေတို့အနေနဲ့မိမိရဲ့လုပ်ငန်းတွေအလုပ်တွေမှာအတိုက်ခိုက်ပြီးအပြတ်နောက်နေမကောင်းတဲ့အတက်ပညာတွေကြုံနေရပြီဖြစ်တဲ့အတွက်နီးစက်ရဆရာတွေနှမ်းမှာဖြစ်စီစစ်ဆေးချဖို့ရှင်းလင်းခြင်းအဖြစ်ကံဟာမိတ်ဆွေတို့အနေနဲ့ကိုကအားလဲစိုက်တယ်ဒါကိုရုပ်တရက်ခတ်ခဲလာရင်တော့ဒီလောကီအတက်ပညာလေးတွေနဲ့ပတ်သက်လို့သတိပြုစင်ကြီးရအတွက်တော့လိုအပ်သောလှဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့ အလုတ်ကင်လုပ်ငန်းကိစ္စအလုတ်နဲ့ပတ်သက်လာလို့ရှိရင်တော့မိษွေတဲ့အပေါင်းတင်တဲ့တည်းရဲ့အကူအညီကို ရရှိတတ်တဲ့ကာလဖြစ်တယ်။မိဟောင်းဆွေဟောင်းတွေနဲ့ပတ်သက်လို့လည်းအကျိုးပေးသောကာလဖြစ်ပါတယ်ခင်ဗျာ ကိုယ်ပိုင်လုပ်ငန်းတွေအိုးအိမ်ချမ်းမြေနဲ့ပတ်သက်တာမျိုးလေးတွေမှာတော့သတိပြုစင်ညာလိုအပ်တယ်လို့နေရာထိုင်ခြင်းနဲ့ပတ်သက်ပြီးတော့အပြိုင်ဆိုင်လေးတွေများရတာမျိုးလေးတွေလုပ်ငန်းနဲ့ပတ်သက်ရင်လုပ်ငန်းပြိုင်အလုပ်ပြိုင်လေးတွေအနေငယ်ပေါ်ဝါတက်သောကာလဖြစ်ပါတယ်ခင်ဗျာဒါအပြင်ယာရုလုပ်ငန်းကိုင်ခန်းနဲ့ပတ်သက်လို့ယာရုတိုးဖို့ထက်ရှိနေတဲ့နေရာကိုပဲမြေအောင်ကျူးစားတာပုံမှုကောင်းမှုပြီးတော့ငကူကအိုးအိမ်ချမ်းမြေဆောက်လက်ဆိုင်ကြံ့ကြာနေတာမျိုးလေးတွေအထင်းတော့ကြံ့ကြာလေးတွေကြုံလို့ရှိရင်သတိမိတ်ဆွေတို့အနေနဲ့လက်ရှိကာလမှာကိုယ့်ရဲ့အမိကိုခံအောင်ဆောက်ကျင့်တဲ့တဦးတယောက်ကိုသတိရောင်းလိုက်တာမျိုး ဆရာတို့နေပတ်ဒီမှာဆိုရှိတယ်အိမ်နေပါရီဆောက်တဲ့အခါမှာ လက်သမားဆရာတို့ပယံဆရာတို့ဒီလိုဆရာတွေနှမအိဟာလာသူတို့နာမည်နဲ့ဆောက်ခိုင်းပြီးတော့ကိုယ်အနေနဲ့ပွဲကလေးထိုးပြီးရွေးလိုက်တာမျိုးလေးတွေလောက်လိုက်ပါဒါဆိုရင်ကျင်းတိပေါ့အဆင်ပြေခြင်းအောက်အောင်မြင်ခြင်းတွေရရှိနိုင်တော့ခါလာဖြစ်တယ်။နေရာတက်လုပ်ငန်းတက်နဲ့ပတ်သက်လို့ရှိရင်နည်းနည်းလေးသတိပြုစင်နေရမယ့်ကာလဖြစ်ပြီးတဲ့အခါယာဉ်လုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ရင်ယာဉ်တိုးဖို့အတွက်အားနည်းစီတယ်လက်ရှိရှိနေတဲ့ယာဉ်ကိုတော့တိုးအောင်အဲငြင်းအောင်ကြိုးစားရမယ့်အပတ်တာဖြစ်တဲ့အတွက်လုပ်ငန်းပြိုင်အလုပ်ပြိုင်လေးတွေပေါ်တက်တာတော့အသေးချာပဲဖြစ်ပါတယ်ခင်ဗျာ။ဒါအပြင် မိတ်ဆွေတို့အနေနဲ့ဒီအဖတ်တာတော့ဒီမှာဆိုအကျိုးပေးသော လုပ်ငန်းတွေကိုဆက်လက်ပေါ်ပြပေးပြစီအင်္ဂါသောမိတ်ဆွေတို့ဒီလက်တာတော့ဒီမှာဆိုရင်အကျိုးပေးသောလုပ်ငန်းများအနေနဲ့ဆိုရင်အဖွဲ့အစည်းအသင်းအဖွဲ့နဲ့ပတ်သက်တာမျိုးတွေအကျိုးပေးပါတယ်ပညာရေးနဲ့ပတ်သက်လာရင်လည်းမိမိတို့အနေနဲ့တင်ယူခြင်းသောကိစ္စဗတိဘဘုဘေဒင်မီရစံကြံတရုပ်ဆောင်တင်ယူလို့တဲ့ကိစ္စတွေမှာခြေတိုးဆောင်ရွက်တာမျိုးအနာဂတ်အတွက်ရည်မှန်းချက်ရှိရှိရည်ရွယ်ချက်ရှိရှိ သင်ယူတဲ့အပညာရက်တွေကိုသင်ရတတ်တယ်လို့မိစေတို့လက်ရှိရှိနေတဲ့ပညာရေးနဲ့ပတ်သက်ရင်လည်းဘာမှစိတ်ညစ်စရာစိတ်အားငယ်စရာမရှိဘဲနဲ့ပညာရေးနဲ့ပတ်သက်လို့ချင်းချိတ်တူစာပဲလုဆောင်ရင်တိုးတက်ခြင်းအားသာခြင်းတွေကောင်းမွန်ခြင်းတွေရရှိပြီးတော့ဒီပညာရက်တွေဟာပဲအနာဂတ်အတွက်အထောက်အကူများစွာရရှိတတ်တဲ့အတွက်ကြောင့်မလို့ဘာဖြစ်ဖြစ်သင်ယူလေ့လာရင်မားမယ်တော့မထင်ပါဘူးခင်ဗျဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေ ။တန်သွတဲ့အဆရှိတဲ့လုပ်ငန်းလေးတွေနော်ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းလေးခရီးသွားဆိုင်ရာလုပ်ငန်းလေးတွေအကျိုးပေးပါတယ်။ဒါအပြင်အလှပရေးရနဲ့ပတ်သက်သောကိစ္စတွေအဲအလှကုန်ပစ္စည်းတွေအကျိုးပေးပါတယ်။ဖန်စီပစ္စည်းနဲ့ပတ်သက်တာမျိုးလေးတွေရွှေနဲ့ပတ်သက်၍မထင်မှတ်ဘဲဝင်လာတာမျိုးလက်ဆောင်ရတာမျိုးတွေကြုံရတက်တယ်လို့မိတ်ဆွေတို့အနေနဲ့အမျိုးသမီးတုံးတယောက်ရဲ့အကူအညီကိုရရှိတာမျိုးလေးတွေကြုံရတက်ပါတယ်။မိတ်ဟောင်းဆွေဟောင်းတွေနဲ့ပတ်သက်အကူအညီထောက်ပံ့ကိုရရှိတက်ပြီးတော့ထူးထူးခြားခြားဒီလားဟာရေငါသောမိတ်ဆွေများကို ်ငယ်ရွယ်သူများကိုကြီးကဲသောသူတွေရဲ့အထောက်ကူမိမိတဲ့အသက်ကြီးသောဆရာသမားမိဘဆွေမျိုးညာတိအကြောင်းအရာလေးတွေနဲ့ပတ်သက်လို့အထောက်ကူရရှိတာမျိုးလေးတွေငွေကြေးအကူအညီရရှိတာမျိုးသို့မဟုတ်ရင်အေးချမ်းမှုတွေရရှိတာမျိုးငကောကမပြေလည်နေတဲ့မိသားစုဝင်တွေမှာတော့တဦးနဲ့တဦးငြိမ်းချမ်းမှုနဲ့အေးချမ်းမှုကိုရရှိအောင်ဆွမ်းဆောင်တင်တော့အပ္ပတာကာလအလအတိုင်းနာမှုဖြစ်ပါလေခင်ဗျာအမွေတွေမထင်မှတ်ပဲရရှိတာမျိုးငကောကယုံကလနာကိစ္စအမှုကိစ္စအမွေကိစ္စတွေရင်ဆိုင်နေရတဲ့မိစေများ ကူညီမဲ့သူပေါ်လာတာမျိုးပြီးပြတ်သွားတာမျိုးကိုယ့်ဘက်ကအလေးသာအားသာလာတာမျိုးညုံ့ဝတ်တက်တော့ကာလာဖြစ်ပါတယ်ခင်ဗျာတို့အပြင်မိတ်ဆွေတို့ဒီလာတာတော့ပြမဆိုရင်အဝေစားနဲ့ပတ်သက်တော့အရာလေးတွေအထယ်လေးနဲ့ပတ်သက်တော့အရာလေးတွေအကျိုးပေးပါလေဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေဆက်ပစ္စည်းတွေရင်းလေခီးသွားဆိုင်ရာလုပ်ငန်းတွေစားသောက်ကုန်လုပ်ငန်းတွေအကျိုးပေးပါလေဒါအပြင်ပကြီပခုဗေဒင်မီရစံကြတေးဥဆောင်အမှုပညာ အဖွဲ့အစည်းသင်းဖွဲ့နဲ့ပတ်သက်သောလုပ်ငန်းတွေမှာရှေ့တူဆောင်ရလှုပ်ဆောင်ရင်ကံရရရထောက်ပံ့ဖို့များစွာရရှိတတ်ပြီးထင်ပေါ်ခြင်းကြော်စောခြင်းတွေကြုံရတတ်တယ်ငွေဝင်တတ်ပါတယ်ခင်ဗျာ ဒါအပြင်ချိနေတဲ့ငွေကြီးနဲ့ပတ်သက်ရင်တော့လက်ရှိချိနေတဲ့နေရာကနေနှိမ့်ကျသွားနိုင်ကြရမရှိဘူးချိတို့ဆံမဲ့လွတ်သွားမှမိသားစုနဲ့စကားများများပြောပြတာမျိုးငကိုကမိသားစုတွေတူနဲ့တူတယောက်နဲ့တယောက်နားလည်မှုလွဲနေတဲ့မိသားစုများရှိလို့ကျင်လေအဲပြေလေအောင်အစဉ်ပြေအောင်တူနဲ့တူတယောက်နဲ့တယောက်အကြံစီအတွေးခေါ်လေးကိုတိုင်ပင်ပြီးတော့အကူအညီရရှိအောင်ဆွမ်းဆောင်တာမျိုးအမေတို့အမတို့အတော်တို့အန်ဒီတို့အစရှိတဲ့အမျိုးသမီးတွေနားကနေပြီးတော့ယင်ပွင့်ပြောဆိုပြီးအခက်အခဲတွေကိုပြေလည်အောင်ဖြည့်ရှင်းလိုက်ရင်အစင်မပြေနိုင်စရာဘာမှမရှိဘူး အစဉ်ပြီးမဲ့ကာလအားသာမဲ့ကာလဖြစ်ပါတယ်အလှကုန်ပစ္စည်းတွေနဲ့ပတ်သက်လို့အကျိုးပေးပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလတာတော့တွေ့မှာဆိုလို့ရှိရင်ရင်ဆက်ပစ္စည်းနဲ့ပတ်သက်လာလို့ရှိရင်မိတ်ဆွေတို့အနေနဲ့အစ်စ်ဝင်လာတာမျိုးလက်ဆောင်ရရှိတာမျိုးတံမိုးကြီးတဲ့ပစ္စည်းတွေရရှိတာမျိုးတွေဂျုံကတက်တော့ကာလပိုင်းစားဖြစ်ပါတယ်ခင်ဗျာ မိတ်ဆွေဟောင်းအပေါင်းအသင်းဟောင်းနေနဲ့ပြန်လဲစုံစည်းရတာမျိုးတွေငါကဝေးကွာနေတော့မိတ်ဆွေအပေါင်းအသင်းအဟောင်းနေနဲ့ပတ်သက်ပြီးတော့ပြန်လဲပြီးတော့တွေ့ရတာမျိုးထောက်ကူရရှိတာမျိုးတွေအဆက်အသွယ်ပြန်နေသူတွေပြန်လဲအဆက်အသွယ်ရရှိတာမျိုးတွေကြုံရတတ်တော့ကာလဖြစ်ပါတယ်ခင်ဗျအဲဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလက္ခဏာတော့ဒီမှာဆိုလို့ရှိရင်တော့ဟိုအပြောအပားဆိုင်ရာကိစ္စလေးဒီမှာရှေ့တူဆောင်ရလှုပ်ဆောင်လို့ကောင်းတယ်လို့စိတ်လေးစိတ်လွင့်နေတဲ့မိတ်ဆွေများခရီးသွားခြင်းခရီးထွက်ခြင်းအပြောအပားတွေဖျားဖူးခရီးတွေမထင်မပဲသွားရတာမျိုးလေးတွေကြုံရတတ်တယ်လို့ စိတ်ညစ်စရာတွေကိုကောင်းကောင်းကြီးနားယူတင်တော့ကာလဖြည့်ဖြောက်ပြင်တင်တော့ကာလအပိုင်ချာဖြစ်ပါတယ်သို့တော့ပြည်တွင်းခရီးသွားနဲ့ပတ်သက်လို့ခြေတူအောင်မြင်မြင်မဲ့လုပ်ငန်းကိစ္စအလုပ်ကိစ္စနဲ့ပတ်သက်ပြီးတော့ပြည်ပတို့ခရီးသွားတို့ရက်ဝေးတို့နိုင်ငံခြားတို့ပတ်စပို့တို့ဗီဇာလုပ်ငန်းတို့နဲ့ပတ်သက်လာတဲ့အခါမှာတော့သတိပြုစင်ကြင်ရအတွက်လိုအပ်ပြီးတဲ့အခါ ဒီလိုကိစ္စလေးတွေကိုစောင့်ရမယ်မိတ်ဆွေများဖို့ဆိုရင်တော့လုပ်ငန်းကိစ္စအလုပ်ကိစ္စနဲ့ပတ်သက်ပြီးတွားတာမျိုးလေးဒီမှာအနှင်းငယ်လေးအထင်ပေါ်ကြံ့ကြာလေးတွေကြုံရတာမျိုးဟိုရောက်သွားမှနေရာထိုင်ခင်းနဲ့ပတ်သက်လို့စိတ်တိုင်းမကြတာမျိုးအိုးအိမ်ရှမ်းမီနဲ့ပတ်သက်လို့စောင့်မဲ့ကိစ္စလေးတွေမှာကြံ့ကြာတာမျိုးဖန်တာတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်သတိပြုစင်ညာလိုအပ်ပါတယ် သာသမီတွေရဲ့စိတ်တော့ကပေးခြင်းမျိုးလေးတွေသာသမီတွေရဲ့စိတ်ညစ်စရာလေးအပူပင်လေးတွေအနေငယ်ကြုံရတတ်တော့ကာလဖြစ်တဲ့အတွက်တပည့်လက်သားသာသမီနဲ့ပတ်သက်လာရင်တော့အင်္ဂါသာသမီမိတ်ဆွေတွေကဒီအပတ်တာတော့ဒီမှာဒီရက်လာတော့ဒီမှာတတိထားစင်ကြီးရအတွက်တော့လိုအပ်သောကာလအပိုင်းခြားဖြစ်ပါလေခင်ဗျာဒါအပြင်ရိုးရာတို့နတ်တို့နဲ့ပတ်သက်တာမျိုးအလူကံပုံကိုယ်တွေနဲ့ပတ်သက်တာမျိုးလေးတွေဘာလာရေးဆိုင်ရာကိစ္စလေးတွေကိုတိတ်ပြီးတော့မဝေဖန်ပါနဲ့မိမိတို့ဝေဖန်ရင်ကံညလာတယ်ပေါ့ဥပမာပေါ့ဆရာတို့ အလူကပုဂ္ဂိုလ်ယဟန်တပါးလာနေသူကသူမလုပ်လို့ဒါမဲ့လူနဲ့ဒီဖုန်းကြီးကလိန်နေတာပါဒီလူကပုဂ္ဂိုလ်ကလိန်နေတာပါလို့ပြောတာကိုယ့်ရဲ့ကံကိုညှက်စီပြီးကိုလူနိုင်လူလိုက်မလူနိုင်အကုသိုလ်တွေပွားနေခြင်းတွေမပြုတ်လို့ခုနဲ့ရိုးရာတွေညှက်တွေဘယ်နှက်ကတော့ဘလို့ဖြစ်တာမျိုးဝေဖန်တာမျိုးကမိတ်ဆွေရဲ့ကံကိုအားနည်းစီတတ်တယ်လို့အပြည့်သဘောဆောင်တော့ကိစ္စလေးဒီမှာတတိပြားပါအာ ဟိုစိုးတဲ့ဇကားလေးတွေကိုပြောတာမျိုးလေးတွေเนาะဟိုတက်တဲ့ရေ မရှိသေးတော့ဇကားလေးအာငါကတော့ပစံကုံသွားရင်သွားပြီဆိုတာမျိုးလေးတွေထပ်ကောင်းသောဇကားလေးတွေကိုစိုးခြင်းဖြင့်မိษွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုစေနိုင်တော့အပ္ပတာကာလဖြစ်တယ်စေတနာတွေဝေဒနာဖြစ်ရတတ်ပါလေစာချုပ်စာရန်ကိစ္စလေးတွေနဲ့ပတ်သက်လို့ရှိရင်စာချုပ်စာရန်ကိစ္စလေးမှာ တိတိကျကျမိမိရာစရင်စရာနဲ့ပတ်သက်လိုက်တိတိကျကျမိမိရာလှုပ်ဆောင်တာပုံမကောင်းမှုတော့ကာလဖြစ်ပါတယ်ဒါအပြင်မိษွေတို့အနေနဲ့အဲအမွေကိစ္စ sorry ဒါဒါပဲမိတ်ဆွေတို့နေနေရာထိုင်ခင်းကိစ္စတွေအလုပ်ကိစ္စတွေနဲ့ပတ်သက်လာတဲ့အခါမှာလဲစာချုပ်စာတမ်းကိစ္စလေးနဲ့လို့ပါနှုတ်တရားစာတလုံးဆိုတဲ့အတိုင်းပဲဂတိကဝနှုတ်ခတိထလက်တွေ့ကြကြစရင်စရာနဲ့တိတိကျကျစာချုပ်စာတမ်းလေးနဲ့ကိစ္စလေးနဲ့လှုပ်ဆောင်တာဟာပုံမူအားသာကောင်းမှုပြီးတော့တိုးတက်နိုင်သောကာလပိုင်းချဖြစ်ပါတယ်လူငယ်တွေအခြေအနေနဲ့ပတ်သက်လာရင်တော့ ရှိသူကြီးသားရရှိတတ်သောကာလဖြစ်ပါတယ်မိမိရှိသောမျက်နှာသောသူမိမိထက်အသက်အရွယ်အနည်းငယ်ကြီးသောသူတွေဟာမိမိကိုဟုတ်လားကိုယ်ကိုပြန်ကြိုက်တာမျိုးကိုကချစ်တယ်ဆိုရှစ်ခွင့်ပန်းတာမျိုးတွေဟာအာတာကောင်းမှုလို့တက်ပြီးကံကောင်းဇေနိုင်ပေမဲ့ဒီကြတဲ့အိမ်တော်ဖက်ဖြစ်ဆိုရင်တော့တည်တည်ချာချာလေးစဉ်းစားတွေးခေါ်ပြီးမှရွေးချယ်တာဟာပုံမကောင်းမှုနဲ့ဆိုရအကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ တမီးစားရအနေနဲ့ကတော့တဦးနဲ့တူတယောက်နဲ့တယောက်ငိမ့်ချမှုတွေနှွေးဆွေးမှုတွေမရှိတဲ့တမီးစားတွေကပြန်လဲပြီးတော့နှိမ့်နေနိုင်တဲ့အရှိစင်းပြောင်းဒူးတော်တိုင်းပေါ်မဲ့ကာလဖြစ်တယ်။တယောက်နဲ့တယောက်တူနဲ့တူငကိုကတူအေးနေတော့ရှိရင်းနဲ့ပတ်သက်လာလို့ရှင်ချစ်ဆက်တဲ့မဆက်တဲ့ဆုံးဖြတ်ရမယ့်ကာလကိုကိုယ်ပြပြအဖြစ်ထွက်မဲ့ကာလဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့တန်လျာတွေကိုအပြစ်အရှင်းပြတ်ဆုံး အရှင်းလင်းဆုံးဏိကုံးချုပ်ရင်ချုပ်ပြီးလိမ့်မယ်သူမဟုတ်ဏိဒန်းစရင်စပြီးလိမ့်မယ်ဆိုတော့လာဖြစ်တဲ့အတွက်ဘာဖို့ဆိုအရှင်းနဲ့ပတ်သက်လာရင်တော့ကိုက prepare လုပ်ပြင်ဆင်ထားဖို့အတွက်တော့လိုအပ်သောကာလပိုင်းခြားဖြစ်ပါတယ်ခင်ဗျအိမ်တော်ကြီးအိမ်တော်ကြီးနဲ့ပတ်သက်လာရင်တော့အင်္ဂါတော်မိမိတ်ရှင်တွေနေနဲ့အိမ်တော်ဘက်နဲ့ပတ်သက်ရင်စိတ်တိုင်းမကြတာမျိုးလေးတွေအိမ်တော်ဘက်နဲ့ပတ်သက်ရင်တဦးနဲ့တူတယောက်နဲ့တယောက် အဲနားလည်းမို့နည်းငယ်လေးတွေလွဲတာမျိုးလေးတွေကိုကဖြစ်ရှင်တာဒါသူဖြစ်ရှင်နေတာဒီအမျိုးလေးတွေကြုံရတာမျိုးလေးအိမ်နောက်ဘက်နဲ့ပတ်သက်ရင်ကိုကစိတ်တည်းမကြအိမ်နောက်ဘက်နဲ့ပတ်သက်ဒီချက်ပို့ပြီးလုံနိုင်ရမှာဆိုတာမျိုးအိမ်နောက်ဘက်ကိုမြင်နေရတဲ့အခါစိတ်မရှိတာမျိုးလေးတွေဒီချက်ပို့ပြီးတော့သူ့အပေါ်မှာစိတ်တိုင်းမကြအမြင်မကြည့်နေရမျိုးလေးတွေကြုံတွေ့နေရတာဟုတ်ချော့ပြီးပါမိမိရဲ့စိတ်ကနည်းနည်းလောနေတာမျိုးလေးတွေကြောင့်ဖြစ်ပါလိမ့်မယ်လို့ဆရာကပြောလိုပါတယ်အိမ်နောက်ကြီးနဲ့ပတ်သက်လို့ပြဿနာရှိခြင်းဖြစ်ရပြီဆိုရင်သာသမိကိစ္စကြောင့်ဖြစ်စီသို့မဟုတ်လို့ရှိရင် တပည့်လက်သားသာသမီတွေနဲ့ပတ်သက်ပြီးတော့အကြောင်းပြုပြီးတော့ပြဿနာတက်ရတာမျိုးကြောင့်ဖြစ်စေသို့မဟုတ်ယာရုလုံငန်းကိုင်ကနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့အရှိပြုပြီးတော့ပြဿနာညှိနှိုင်းမရဘဲနဲ့ပြဿနာကရက္ခဆာလေးတွေဖြစ်ရတတ်သောကာလပိုင်းခြားဖြစ်တဲ့အတွက်သတိပြုစင်ကြီးရတော့တော်တော်လိုအပ်သောအပိုင်းခြားကာလဖြစ်ပါတယ်ဖြစ်နိုင်ရင်ဒီလဟာ ပြက်ဆဲခြင်းရက်ဆဲခြင်းကွဲခြင်းတွေခွဲခြင်းတွေဆုံးချက်ရန်တော့တော့အားနည်းစီတော့ကာလဖြစ်ပြီးတော့အမှုကိစ္စလေးတွေစတင်လှုပ်ဆောင်လာမျိုးလေးတွေကံကိုအားနည်းစီတော့ကာလဖြစ်ပါတယ်။အာမခံကိစ္စတွေကိုယ်နဲ့မဆိုင်တဲ့ကိစ္စတွေကိုအာမခံပြီးတဲ့လုပ်ငန်းတွေမှာတတိပြုစင်ရင်လိုအပ်တော့ကာလဖြစ်ပါတယ်။အင်္ဂါရီယာဒီလမှာအဆိုးပင်ဖြစ်ပါစေအကောင်းပင်ဖြစ်ပါစေမိမိအနေနဲ့ဟို ဟိုထင်ပေါ်ခြင်းကြော်စောခြင်းညုံဝတ်တက်တဲ့အတွက်တော့ငဘူကအဖွဲ့အစည်းသင်းမွက်နဲ့ပတ်သက်တာမျိုးပါတီတို့အမတ်တို့အုပ်ချုပ်သူတို့အစရှိတဲ့လုပ်ငန်းတွေနဲ့ပတ်သက်ပြီးလှုပ်ဆောင်တဲ့လုပ်ငန်းတွေအဖွဲ့အစည်းအသင်းအဖွဲ့တို့နဲ့ပတ်သက်သောလုပ်ငန်းတွေအများကိုဥစားအုပ်ချုပ်ရသောလုပ်ငန်းတွေမှာတော့မျက်နှာပွင့်လန်းခြင်းအားသာခြင်းတွေတိုးတက်ခြင်းတွေကံကောင်းခြင်းတွေရရှိစေနိုင်သောလာဖြစ်တာတော့အတေကြပဲဖြစ်ပါတယ်ခင်ဗျာ ဒါအပြင်မိတ်ဆွေတို့အနေနဲ့ပြည်ပခရီးသွားရဝေးနဲ့ပတ်သက်ရင်တော့ဗီဇာကိစ္စလေးတွေအကြံကြာဖြစ်တာမျိုးလေးတွေအခက်အခဲဖြစ်တာမျိုးတွေကြုံရတတ်တဲ့အတွက်တော့ဒီချက်လေးတွေကိုသတိပြုစင်ကြင်ရလိုအပ်သောကာလအပိုင်းခြားဖြစ်ပါတယ်ခင်ဗျာဒါဒါအပြင်မိတ်ဆွေတို့ငွေကြီးငွေကြီးနဲ့ပတ်သက်ရင်တော့ဘလောက်ပဲခက်ခဲစီကမူအခက်အခဲမရှိနိုင်ဘူးလက်ရှိရှိနေတဲ့နေရာကနေနိုင်ကြသွားနိုင်ကြမရှိဘူးငွေကြီးနဲ့ပတ်သက်ရင်ဘလောက်ပဲခက်ခဲစီကမူငွေဝင်လာတာမျိုးလေးတွေကြုံရတတ်တယ်လို့ အဲမိမိတို့အနေနဲ့ငွေကြေးနဲ့ပတ်သက်လို့အကုန်ကြများရင်လည်းကိုယ်ကြောင်မဟုတ်ဘဲနဲ့တဦးတယောက်အကြောင်းပြုပြီးတော့လူငွေကိစ္စလေးတွေကြောင့်မိသားစုဝင်တဦးတယောက်ကိုအကြောင်းပြုပြီးသားငွေကြေးနဲ့ပတ်သက်လို့အဆင်မပြေတာတွေဖြစ်နေမယ်သို့တော့တဦးနဲ့တဦးတယောက်တယောက်မိသားစုဝင်တွေကမှနားလည်မှုလွဲနေဒီကလာတော်တွေမှာစိတ်တူကိုယ်တူဖြစ်အောင်ညှိနှိုင်းဆောင်ရွက်ပြီးတော့တိုင်ပင်ပြီးတော့ခြေတို့ဆောင်ရင်အားသာကောင်းမှုတိုးတက်နိုင်တော့အပတ်တာကာလအပိုင်းရှာဖြစ်ပါလေခင်ဗျာထို့အပြင်မိတ်ဆွေတို့ရက်ဝေး မှဟာလာရောက်နေတဲ့သူတွေငကူကဝေးကွာနေသူတွေပြန်လည်ဆက်သွယ်ရရှိတာမျိုးတွေကြုံရတတ်တော့ကာလပိုင်းခြားဖြစ်ပါတယ်ခင်ဗျာဒါအပြင်ယင်ဆက်ပစ္စည်းနဲ့ပတ်သက်ပြီးတော့အစ်စ်ဝင်လာတဲ့အခါမှာလည်းအကျိုးပေးပါတယ်သို့တော့0နဲ့ဆုံးသောကဏ္ဍလေးရာပြီးထောင်ပြီးနဲ့ဆုံးတဲ့ကဏ္ဍလေးတွေကိုတော့သတိပြုဆင်ခြင်ပေးရန်လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါသည်ခင်ဗျာမိတ်ဆွေတို့အနေနဲ့ဒီအပတ်တာအတော်ဒီမှာအဆက်ဆက်ရရကန်ဆာတာတိုးတက်စီရန်တို့ကပြုလုပ်လိုပါကနေ့စဉ်နေ့တိုင်းမှာမေတ္တာတုံတမိကိုတုံးခေါက်နှုံးနဲ့တလာလုံးလုံးရွတ်ဗျာဒါဆိုရင်မိတ်ဆွေတို့ရဲ့ကံဟာ ညံ့နေတာဟာဘာလဲလို့မေးရလောက်အောင်ကံကောင်းခြင်းနေအစဉ်ပြေခြင်းနေကျင်းတွေရရှိမဲ့ကာလဖြစ်တဲ့အတွက်ဘာကိုဖြစ်ဖြစ်မနှမိုးလေးတဲ့အခါဆရာဆိုအမြဲတမ်းဆရာဟောကမှဆိုအမြဲတမ်းဆရာတပည့်တွေကိုဆရာပြောတယ်မနှမိုးလေးမေတ္တာတုံးကောက်ရောဆရာတို့အမြဲတမ်းချွတ်တယ်နတ်ပင်နဲ့ဖရာဖရာပင်နဲ့နတ်ပင်နဲ့မေတ္တာတုံးရွတ်တယ်အမြဲဝေးတဲ့နတ်ဖို့တယ်ဒါကိုဆရာတို့အမြဲတမ်းလုပ်တယ်ပေါ့ဒါကဆရာလုပ်လာတာအမြဲတမ်းစဉ်းစားလုပ်လာတဲ့အခါဆွနာလို့ပေါ့မိတ်ဆွေတို့နဲ့မေတ္တာဆိုတာကဘာမှာတန်မှုကြီးဆုံးညာမေတ္တာမဟုတ်ဘူးလားအဲ့တော့မေတ္တာတရားနဲ့ပတ်သက်ရင်များများအားထားနိုင်လေလေ မြမြကောင်းနေလေလို့ဆရာကအကြံပေးလိုပါတယ်။ဒါနဲ့စကားမဆက်ဆရာကြော်ညာလေးဝင်ပြရသည်။မန္တလေးကဆရာငယ်နဲ့တွေ့ကျင်တဲ့ဆရာငယ်ရဲ့မိတ်ဆွေများအားလုံးဆရာမန္တလေးမှာရှိနေပါတယ်လက်ရှိကအစာဟိကွန်ဒို84 24 25မှာရှိပါတယ်။တိုးတော့ဆရာငယ်နဲ့ရရှင် AC Private တွေ့ကျင်တယ်ဆိုတော့မန္တလေးရမိတ်ဆွေများဆရာကိုအချိန်ပြည့်ပြီးတွေ့နိုင်ပါတယ်။ဘယောဂဆက်ရှင်နာပဲဖြစ်ဖြစ်ဘေးနေမေးကျင်နာပဲဖြစ်ဖြစ် AC တွေ့ကျင်တဲ့မိတ်ဆွေများဆရာရဲ့ခွန်ကိုတုံညာနှစ်ကိုတုံညာ၄တိချက် 790290410 WhatsApp Telegram မှာဖြစ်စေ Viber နံပါတ်6635050နဲ့မှာဖြစ်စေစရင်တင်ပြီးလို့ကြောင်းနေဗီဒီယိုမေးခြင်းလည်းအဲ့ဒီမှာမေးလို့ရကြောက်ဆရာကပြောရင်းနဲ့မိတ်ဆွေတို့နေနဲ့ဆရာကိုရက်ချင်းရမရဆရာမန္တလေးမှာဆရာနဲ့တွေ့ကျင်တယ်ဆိုစရင်ပေးထားပါဆရာရမယ့်ရက်ကိုတရားပြန်ပြီးတော့ reconnect လုပ်ပေးမယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့ဒီလကတော့ဒီမှာအင်္ဂါသားသမီးမိတ်ဆွေတွေနေနဲ့အကျိုးပေးသောနေသားအနေနဲ့ဆိုရင်တော့တောက်ကြသားသမီးတွေနဲ့တွဲဖက်လုပ်တာမျိုး ဂျာဇာပရိသတ်သမီးတွေနဲ့တွဲပတ်လုပ်တာမျိုးဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ပြီးတော့အထောက်အကူရရှိစေမှာအသေးချာပဲဖြစ်တယ်ခမခီးသွွားလိုတဲ့ကိစ္စလေးတွေမှာတော့နှစ်ဦးသွွားတာမျိုးနှစ်ယောက်သွွားတာမျိုးလို့ပါတင်းင်းလာသားသမီးတို့တင်းင်းလာနေတို့နှစ်ရက်နေတို့၂၂ရက်နေတို့ကိုသွားတာဟာကံတရားရဲ့အောင်မြင်မှုအေးချမ်းမှုနဲ့လုံခြုံမှုကိုရရှိစေနိုင်တော့လာဖြစ်ပါတယ်အကျိုးပေးသောအရက်ဟာတော့တောင်ဆုစုအရက်ဖြစ်ပြီးတော့စန်းတီယာအရက်ကတော့အရှိအရက်ဖြစ်ပါတယ်ခမအကျိုးပေးကံကောင်းစီတော့ကဏ္ဍအနေနဲ့ဆိုရင်တော့ ငါးကနန်းနှစ်ကနန်းရှစ်ကနန်းနေတာမိတ်ဆွေတို့ရေကံကိုတိုးတက်အာသာကောင်းမှုပြီးကံကောင်းစီပါလေအကျိုးပြီးတော့အရာဟာအဝါရောင်မိုးပြာရောင် ခဲရောင်ရမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးကံကောင်းစီပါလေသတိထားဆင်ခြင်ပေးရမှာတော့ဘာလို့ဖြစ်ဖြစ်10ရက်နေလို့20ရက်နေလို့30ရက်နေလို့မှာသတိထားပြုမှုဆင်ခြင်ပေးတာမျိုး10ပြည့်ရာပြီးထောင်ပြီးကဏ္ဍလေးတွေကိုသတိပြုဆင်ခြင်ပေးတာဟာပုံမအကံရဲ့အားသာကိုကောင်းမှုမှုကိုရရှိစေမှာအသေးချာပဲဖြစ်တဲ့ဒါအပြင်ဘာကိုလှုပ်လို့အင်္ဂါအင်္ဂါချင်းတွဲလို့တာလည်းပြီးအားနည်းစီတော့လာဖြစ်ပြီးတော့တနည်းငွန်လေးတာသမီးတွေနဲ့တွဲဖက်လို့တာမျိုးဟာမိတ်ဆွေရဲ့ကံကိုအားနည်းစီတော့လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြရစီ မိတ်ဆွေတို့ရဲ့ယုတ်တိရကံညာလို့အစမပြေမှုတွေကြုံလာတဲ့အခါဒေဂျာရဲ့မကောင်းတဲ့စုံအတက်ပညာလောကီပညာရဲ့တိုက်ခံထားရနိုင်တာဒေဂျာရာဖြစ်တဲ့အတွက်ခွေးတို့အိမ်မက်ထဲမှာတင်းညာရင်တို့မစင်းတို့နိုင်ရင်တော့ကျိတ်တည်တယ်အတိုက်ခိုက်ပြီးနှိဆက်ရဆရာတွေကလည်းရှားပွေးစစ်စည်းလိုက်ပါလို့ဆရာကအကြံပေးလိုပါတယ်လူကိုမလုခံရရင်တော့မိမိအိမ်ကိုအင်းနဲ့တိုက်တာမျိုးတွေနေရာထိုင်ခင်းကိုတင်းညာမြင်နဲ့ပတ်တာမျိုးတွေလောကမှာလေလောကီပညာတွေဆိုတာထူးထူးဆန်းဆန်းနေရှိတဲ့အတွက် မကြုံမကြုံမယုံတာတက်စာရင်မကြုံမင်းနဲ့လည်းသတိပြုစင်နေတာလက်တွေ့ဆန်ဆန်လေ့လာပါလို့ဆရာကထပ်လောင်းကြံပေးလိုပါတယ်အဲသို့တော့ဝါတတာဆရာလေးမကတိဆရာလေးနဲ့တော့သတိထားဖို့ဆရာထပ်လောင်းပြောလိုက်ပါသည်ကောင်းပြီဒီလကတော့ဒီမှာမိတ်ဆွေတို့အနေနဲ့သတိပြုစင်ကျင်ရမယ့်ရာလေးတွေကိုဆရာပြောသွားပြီးအချိတောင်တောင်ရဖို့ခရီးထွက်တာမျိုးလေးတွေအားနည်းစီတော့ကာလဖြစ်ပါတယ်အဆက်ဆက်ရာအစဉ်ပြေစီရန်တို့ကမေတ္တာတုပ်ကို နော်ဗတိစိတ်တာမျိုးမေတ္တာတုံ့ရွတ်တာမျိုးဟာအတိတ်ထံနေနဲ့ကောင်းမွန်ပါလေဆိုတဲ့အကြောင်းဆရာကထပ်လောင်းပြောကြားလိုက်ပြစီခင်ဗျာမိမိတို့ရဲ့အရေးကြီးသောကိစ္စလူရကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမိမိတို့ရဲ့ကိစ္စတွေအောင်မြင်စေဖို့တိုးတက်စေဖို့အတွက်ဆိုရင်တော့မိမိတို့ရဲ့ပုံပစ္စည်းတွေကိုခရမ်းငင်ဒီတလုံးနဲ့ထိတွေ့ရိုက်ပုတ်ပြီးတော့ရောက်ထွက်ပါစေဆိုဆုတောင်းပါအယောင်းတွေအယောင်းဖတ်စေပြီးတော့ကံကောင်းစေပါလေမိမိတို့လူရကိစ္စကိုပြောဆိုဆောင်ရွက်တဲ့အခါမှာ ရွှေကလေးကိုပုတ်ပြီးတော့သွားတာမျိုးရွှေကလေးကိုလက်ကဆောင်သွားတာမျိုးသို့မဟုတ်ရွှေရောင်စက်ကူကလေးရွှေရောင်အစာကလေးသို့မဟုတ်ရင်လည်းနော်ဆနလိုပေါ့ဟိုအချွေနဲ့တူတော်တံကလေးကိုအာယုံပြုပြီးတော့အဲဆနလိုလှူဒန်းသွားတာမျိုးလက်ထဲမှာဆောင်သွားတာမျိုးလေးတွေလောက်လိုက်ရင်အာသာကောင်းမှုတို့တက်ပြီးတော့ကံကောင်းစီပါလေရွှေမရှိဘူးလို့ပြောမဲ့သူတွေလက်ဆရာမြင်အောင်သိလို့တခါကြီးကြူပြောတာနော်။ကောင်းပြီ။ဒါအပြင်မိစေတို့အဆက်ဆက်ရရာမိမိတို့ရဲ့ရောင်းကုန်ဝယ်ကုန်တွေအယောင်းတွက်စီပြီးလဲပြောပြီးသွားပြီ။အဆက်ဆက်ရရာအစဉ်ပြေစီပြီးငွေကြီးကအားကောင်းစီရတယ်။ ြုလုပ်ရမယ်ရေတရာအနေနဲ့ဆိုရင်တော့အင်္ဂါသာသမီးမိတ်ဆွေတွေဒီလကတော့ဒီမှာအဆက်ဆက်ရရာစင်ပြေစီပြီးငွေကြီးကအကောင်ဇေယံလို့ငါမိတ်ဆွေတို့ရဲ့ပိတ်နေသောလက်တွေပွင့်လန်းဇေယံအတွက်ဆိုလို့ရှိရင်တော့ဖြင့်မိမိတို့အနေနဲ့နော်ကျွေးပကံများတစ်ချက်တည်းမှာဇက်ပင်းရရာပဲပြပါမယ်ကျွေးပကံများတစ်ချက်တည်းမှာနော်ဟိုလက်ဖက်ကကိုဘုံဘုံလက်ဖက်ကကိုဘုံဘုံအလဲမှာတောက်ရီတစ်ခွက်ထား အလဲမှာတောက်ကြီးကတစ်ခွက်ထဲအလဲမှာဖျောင်းနိုင်ကျင်တွင်းမှာငွေဝင်ပါတယ်ဆရာပြန်ပြောပြပါမယ်မိတ်ဆွေများခင်ဗျာဒါအဘဆရာဒေါက်တာမင်းတင်ခါရဲ့ရေရဖြစ်ပါတယ်နော်ကျွေးပကံများချက်ထဲမှာလက်ဖက်ကပူပုံပုံဘလို့စားလဲစားလို့ရပါဘောတောက်ကြီးကတစ်ခွက်ထဲဒါပြီးတော့အလဲမှာဖျောင်းနိုင်ဘာအောင်ထွက်ထွင်ရပါလဲခင်ဗျာနော်ငွေဝင်စီဖို့စူတောင်းပါမိတ်ဆွေတို့ရဲ့ကြီးမားသောအခက်အခဲဒီအစဉ်ပြေအောင်ရင်တိုးတက်လာမယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့အင်္ဂါသားသမီးမိတ်ဆွေတွေအားလုံးဒီ2025ဆယ်လပိုင်းတွင်မှာအဆက်ဆက်ရအောင်မြင်လို့ ယတနာစိန်ကြောက်စေတော့တိုင်းကစားနိုင်ကြပါစေလို့ဆရာကဆုမွန်ကောင်းတောင်းရင်းနဲ့ကဲနောက်တစ်ပတ်မှပြန်ဆုံကြပါမယ်အင်္ဂါသသမီအားလုံးတက်နေတဲ့ကိုလှုပ်ဝင်ဖြိုးလို့စီးစဉ်ဥစ္စာများပိုးပွားကြပါစေဗျာ